ိုင်စရာမဟုတ်တာတွေကို မနိုင်ရှင်ပါနဲ့ဆိုတဲ့ကောင်းစဉ်လေးကိုဖက်ပြပေးသွားမှာဖြစ်ပါတယ်။ဤစာလေးကိုဖက်ပြခွင့်ပြုပါရန်စာရေးသူဒေါက်တာဖြူတီဟာအားဤနေရာလေးကနေ ခွင့်ပန်အပ်ပါရရှင်။ခန်းစားနာဆင်ပေးကြပါဦးရှင်။ရေစရာဟာတာတစ်ခုရှိတယ်။တရားရုံးကမင်းကိုကြော်ပြီးတခြားလူကိုရွေးသွားလို့စိတ်မငြင်းနဲ့တဲ့။ပြားရည်ကငပြိုတိထက်ပိုချိုတယ်ဆိုတာကိုမြောက်တွေနားလဲအောင်မင်းရှင်းပြလို့မရဘူးတဲ့ ရီးစားကထားသွားတာတို့တတရလူပေါ်လာတာတို့ကို့ပြင်မကြိုက်တာတို့ကြောင့်အတက်ကွဲနေသူတွေအတွက်ပေါ့အတိဆက်ပြောရရင်တကယ်တမ်းလူဘဝမှာပျော်ရွှင်ခြင်းနဲ့ဆို ရှည်စရာမဟုတ်တာတွေကို မနှိုင်းရှင်ကြဘူးသိရကြီးတယ်လူဆိုတာအတိုင်းဝိုင်းနဲ့နေရတယ်အဲ့ဒီခါအများနဲ့ကိုယ်နဲ့ကိုယ်နှိုင်းရှင်ကြတယ်ငါဘယ်နေထားရှိနေလဲဘယ်အခြေအနေရောက်နေလဲအကဲဖြတ်ကြတယ်တဘာဝပဲလို့တောင်းပြောရမယ် ကျွန်တော်တို့ရဲ့ဗီဇစိတ်မှာပါလာပြီသားအဲ့ဒီလိုနိုင်ရှင်ကြီးမှလည်းလွဲနေရင်ပြင်မိမယ်နောက်ကျနေရင်အချိန်မြင့်ပြီးလိုက်မယ်အောက်အရန်ရောက်နေရင်ကိုကိုကိုပြန်ဆွဲတင်မယ်သို့တော်မစ္စမပြိပရာဆိုသလိုပဲအစုံမရောက်ခုကသာအဓိကအကြဆုံးပဲနိုင်ရှင်တာမကောင်းဘူးဆိုလို့လုံးဝမနိုင်ရှင်ပဲရောနေလို့ရသလားမရပါဘူးအလိုမင်းနိုင်ရှင်နေရင် ပြိုးသည်နဲ့ပြားရည်လိုနိုင်စရာမဟုတ်တာကို နိုင်နေရင်ရောပြောရပါမလားပြောရမှာမဟုတ်ဘူးဒါကြောင့်လောကမှာအရေးကြီးဆုံးဟာ self awareness လို့ပဲမကြခနာပြောတာပါမိမိကိုမိမိသိရှိဖို့ဟာ အမတန်အရေးပါတယ်အရာအလုံးရဲ့အစဟာအဲ့ဒါပါမြောက်အတွက်ကတော့ပြိုးသည်ဟာ အချုပ်မင်းဆုံးဖြစ်မှာပေါ့ကိုအတွက်ကြာပြားရည်ကပူချိုးခြင်းချိုးနေမယ်ဘာလို့ဆိုတော့ကိုကမြောက်မှာမဟုတ်တာ မြောက်ပေါ်သွားပြီးတော့လေနင်အကောင့်မချက်တိုက်လိုက်တာလို့ပြောလို့မရဘူးလေသူကမြောက်ကိုလူမမဟုတ်တာအတိကကကိုကိုကိုတီးဖို့ပဲ ကိုပုံစံအတိုင်းခိုင်ခိုင်မာမာရှင်းတဲ့နေတိုင်းဖို့ပဲအပေါ်ကဥပမာတိုင်းဆက်ပြောရရင်မြောက်က ပြားရည်လိုက်ရဲ့လို့သူပြောမှာမဟုတ်ဘူးလူကလည်းမပြောသေးကြီးပဲစားနေလို့မဖြစ်ဘူးကိုအချိုက်ကိုတီးကိုလန်းကိုရှောက်လမ်းမတူသူတွေနဲ့သွားမနိုင်နဲ့အဲ့ဒါအတိကပဲ။ ဒီကာလအတွင်းလူပေါင်းများစွာနဲ့ထိတွေ့စကားပြောရတယ်။ကိုယုံကြည်တဲ့လမ်းကို ရှောက်နေသူတွေပေါ့။သူတို့မှလည်းမိသားစုဘဝတွေရှိတယ်။ပိုက်ဆံလိုချင်တယ်၊အောင်မြင်ချင်တယ်၊ယာထူးတိုးချင်တယ်၊လူတွေပဲကို သို့တော်လက်တလုံးမှတော့ရက်တန်နေရတယ်။အဲ့ဒီခါရှစ်ဆက်သွားခွင့်ရနေသူတွေကို ကြည်ပြီးနိုင်ရှင်မိတယ်။တင်ငယ်စိတ်တွေဖြစ်မိတယ်။ကိုယ့်ဘဝကိုမကျေနပ်တာတွေအမရတာတွေဖြစ်လာတယ်။ ကျွန်တော်လည်းဒီလိုပဲကိုကိုကိုပြန်ပြန်မေးကြည့်ရတယ်။ငါဘွားကိုဘလို့ဖြစ်ချင်တာလဲ။ဘလို့ရှင်သန်ချင်တာလဲ။လူများစုဒုက္ခပင်လဲဝင်နေချိန်မှာကိုနဲ့မဆိုင်တယ်လို့သဘောထားပြီးကို့တကိုစာရှင်သန်ရေးကိုပဲလုပ်နေရရင်ငါပြောမလား။ငါစာကိုဖတ်ပါတယ်။ငါကိုလေးစားပါတယ်ဆိုတဲ့လူငယ်လေးတွေလမ်းပြောင်းနေကြတယ်။သူတို့အနာဂတ်အတွက်သူတို့ကိုယ်တိုင်တိုက်ပွဲဝင်နေကြတယ်။အဲ့ဒီချိန်မှာငါလက်ပိုက်ကြည့်နေခဲ့ပြီး အခြေအနေတွေအေးဆေးဖြစ်သွားတော့မှလူငယ်တွေကိုကျွန်တော်ဘယ်လိုချစ်တယ်ကောင်းစေချင်ပါတယ်စင်မော်တက်ပြီးပြောမယ်ဆရာမျိုးငါဖြစ်ချင်းသလားငါလွတ်လပ်ချင်တယ်ဆဲဖို့ဆိုဖို့ဝေဖန်ဖို့မပြောနဲ့ reaction လေးပေးမိရင်တောင်းအဖမ်းခံနိုင်ရတဲ့အချင်းထောင်တဲငါနေချင်းသလားဒီမေးခွန်းတွေမေးလိုက်တဲ့အခါကိုပါဆက်လုပ်မလဲရှင်းရှင်းလင်းလင်းဖြစ်သွားတယ်ဘယ်သူကားမှလည်းအတင်းချက်ခိုင်းခဲ့တာမဟုတ် နောက်ပြန်လဲလို့ရတဲ့အခွင့်အရေးတွေလည်းမြောက်များစွာလွန်ခဲ့တဲ့၅နှစ်ကိုနောက်ပြန်ဆုပ်ပေးပြီးမင်းအခု၅နှစ်အတွင်းဘာတွေဖြစ်မယ်သိပြီးပြီဒါဆိုဒီလန်းကိုရှောက်အောင်မလာမေးနှစ်ခါမစင်စားဘူးရှောက်အောင်မယ်လို့ပဲဖြေမှာပြားရည်ကြိုက်တဲ့သူကြိုက်မှာပဲနေပြောသည်ကြိုက်တဲ့သူလည်းရှိမှာပဲတူကြတာမှမဟုတ်တာ ကိုကြိုက်ကိုသိပြီးကိုစားချင်တာစားရဖို့သာအရေးကြီးဆုံးဖြစ်လိမ့်မယ်ထင်တယ် သူတို့များပျော်ရွှင်နေလိုက်တာဆိုပြီးသူတို့စားနေတယ်ငပြောသည်ကိုလိုက်မစားနဲ့ပြောရမှာမဟုတ်ဘူးကိုစားနေတယ်ပြားရည်ကို သူတို့လာစားလို့လဲပစက်သေးချို့မှာမဟုတ်ဘူးအပေါ်မှာရေးခဲ့သလို လူဆိုတာနိုင်ရှင်တတ်တဲ့တရားပါပဲတခါတလေတော့လေတွေ့ဝေတာအားငယ်တာတိတ်ငယ်တာနောက်ကျနေပြီထင်တာအစသဖြင့်ခံစားကြရပါလိမ့်မယ်အဲ့ဒီခါတိုင်းဒီဥပမာလေးကိုတတိယလိုက်ပါ ကိုဘလို့လူဖြစ်ချင်တာလဲရှင်းအောင်ပြန်မေးပါ နိုင်စရာမဟုတ်တာတွေကိုမနိုင်တော်တဲ့နေ့မှာ ကျွန်တော်တို့ကိုလန်းကိုဖြောင်ဖြောင်တန်တန်ရှောက်နိုင်လာကြမှာဖြစ်ပါတယ်ဒေါက်တာဖြူသည်ဟာ ကျွန်တော်ဒီနေရာလေးမှာပဲရန်နာဝင်ပြူပါရှင်လူသားတိုင်းရဲ့စိတ်အတွေမှာကောင်းမှုနဲ့တန်ဖိုးရှိတဲ့အလင်းရောက်လေးတွေကတော့ရှိတဲ့ကြစမြဲပါဘလောက်ထိအေးဆက်မောင်မိုက်နေပါစေစိတ်အတွင်းကအလင်းဆက်လေးတွေကိုအတူတူမျှဝေရင်ကြော်ဖြတ်ကြမယ်နော် နားဆင်သူများအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။ Flight Within ရဲ့အဖွဲ့ဝင်များနဲ့နားဆင်သူများအားလုံးစိတ်ရချမ်းသာခြင်း ကိုဤကျမ်းမာခြင်းရှိကြပါစေ။ဘေးကင်းလုံခြုံကြပါစေလို့ကျွန်တော်ကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ Flight Within ရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးကြဖို့လည်းမမေ့ကြပါနဲ့နော်။